်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့်ခွန်အားသင့်နှင့်စီနှုတ်ကပတ်တော်အစီအစဉ်မှကြိုဆိုပါရရှင်ပထမဦးဆုံးဖခင်ရဲ့ကြီးကျယ်တော်ကိုချီးမွမ်းပါရယ်ဂရိတော်နှင့်ဘုန်းအတည်းဆိုတဲ့ခေါင်းစဉ်နဲ့ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး1အငယ်20ကနေ22ကိုဆင်ခြင်သွားခြင်းပါတယ် ထိုသခင်မှာဘုရားသခင်ဤဂရိတော်ရှိသမျှတို့သည်ငါတို့အားဖြင့်ဘုံအတ္တိတော်ကိုထင်ရှားစေခြင်းအလိုငါဟုတ်မှန်ဤဟူ၍၎င်းအာမင်ဟူ၍၎င်းဖြစ်တည်းတင်းတို့နှင့်ငါတို့ကို ခရစ်တော်၌တည်စေ၍ပိတ်သိပ်ပေးတော်သူကဘုရားသခင်ဖြစ်တည်းသူဖျားသခင်သည်ငါတို့ကိုတစိတ်ခတ်၍ငါတို့စိတ်နှလုံးထဲ၌ဝိညာဉ်တော်ဒီဟုသောစယံကို တွင်ပေးတော်မူ၏ ယုံကြည်သူခရိယန်ရဲ့ပေါ်ဝဆိုတာကဒီနေ့နဲ့အနာဂတ်အတွက်ဘုရားသခင်ရဲ့ဂရုတော်တွေကြောင့်အံ့ဩဖွယ်ကောင်းတဲ့အံ့ဩလောက်အောင်ကိုဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ပြည့်စုံပါれနှုတ်ကပတ်တော်ကနေဘုရားသခင်ရဲ့ဂရုတော်တွေကိုရယူပြီးတော့ကျွန်တော်တို့အနေနဲ့ဂရုတော်တွေကိုစောင့်စားအသက်ရှင်ခြင်းအားဖြင့်ဘုရားသခင်ရဲ့ဘုန်းတော်ဟာကျွန်တော်တို့နာခံတဲ့သူတွေအနေနဲ့ထင်ရှားလာစေဖို့ပဲဖြစ်တယ် အဲ့ဒီလိုထင်ရှားစေဖို့အတွက်လည်းဘုရားသခင်ကခရစ်တော်မှာတည်စေပြီးတော့ဖိတ်သိမ့်ပေးထားတယ်။စေယံအနေနဲ့လည်းတန်ရှင်းသောဝိညာဉ်ကိုကျွန်တော်တို့ရဲ့အထင်မှာခြင်းဝအသက်ရှင်စေပြီးတော့ဂရီတော်တွေနဲ့အတူဘုံတော်ထင်ရှားစေတဲ့အမှုကိုကျွန်တော်တို့ကနာခံတဲ့အခါမှာဘုရားသခင်ကပြုပေးနေတယ်။ကျွန်တော်ရဲ့အဖဘုရားသခင်ကကျွန်တော်တို့ကိုမိန့်တော်မူသမျှတိုင်းကျွန်တော်တို့ယုံကြည်နိုင်တယ်။ ။ဘာကြောင့်လဲဆိုရင်ကိုရောရဲ့နှုတ်ကပတ်တော်ကတမာတရားဖြစ်တယ်။သစ္စာနဲ့ပြည့်စုံတယ်။ချစ်ချင်းမေတ္တာနဲ့ပြည့်စုံတယ်။အနန္တတကူနဲ့လည်းပြည့်စုံတဲ့အတွက်ကြောင့်ပဲဖြစ်တယ်။တမာတရားဖြစ်ခြင်းဆိုတာကဘုရားသခင်ကအမှန်တရားကိုသိတော်မူပြီးတော့အရာကတ်သိမ့်နဲ့ပတ်သက်ပြီးတော့အမြဲတမ်းတည်ကြည်စွာမိန်တော်မူတယ်။ကိုရောတိုင်းကလည်းတမာတရားဖြစ်တယ်။ကိုယ်တော်ကအရာခတ်သိမ့်ကိုတည်တော်မူပြီးတော့အရာခတ်သိမ့်ကိုနားလေတယ် ဟိပြဲအခန်းကြီးလေးအငယ်၁၂ကနေ၁၃မှာဆိုရင်ဘုရားသခင်ဤနှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်းတကူးနှင့်ပြုပြင်ခြင်းတန်လျက်တကားတို့ထက်ထက်ချင်းနှင့်ပြည့်စုံသည်ဖြစ်၍အသက်နှင့် စိတ်ဝိညာဉ်ကို၎င်းအယူအဆင့်နှင့်ခြင်းစီကို၎င်းပိုင်းခြား၍ထုတ်ခြင်းခွင့်တတ်၏စိတ်နှလုံးအကြံအစီများကိုလည်းသိမြင်တတ်၏ငါတို့ကိုစစ်ကြောစီရင်တော်မူသောသူရှိနိုင် မထင်ရှားသောအရာတစုံတစ်ခုမျှမရှိခတ်သိမ်းသောအရာတို့သည်အကွဲအကားမရှိမျက်မှောက်တော်၌လန်ထားလျက်ရှိကြ၏လို့ဆိုထားပါလေအဲ့ဒီလိုဆိုထားတော့ကိုရောရဲ့ဂရိတော်တွေဟာအဆုံးမရှိ သူမသိတဲ့အရာတစ်ခုမှမရှိပဲနဲ့သူအနေနဲ့လည်းအသိပညာတွေနဲ့တိကျမှုမှန်ကန်မှုတွေအပေါ်မှာအခြေခံထားတယ် ဒီလိုတိကျမှန်ကန်မှုတွေအပေါ်မှာကိုရောရဲ့ဂရိတော်တွေကို အခြေခံထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အတ္တအားဖြင့်ကျွန်တော်တို့ကနာခံအသက်ရှင်တဲ့အခါမှာဘုံတော်ထင်ရှားလာစေဖို့ပဲဖြစ်တယ်။သစ္စာနဲ့ပြည့်စုံတယ်ဆိုတာကဘုရားသခင်ကဟိရှာယအခန်းကြီး40အငယ်17မှာဆုထားတဲ့အတိုင်းသူ့ရဲ့သားသမီးတွေကိုတိုးစုတွေကိုတိုးထင်းကကျွေးမွေးတယ်လို့ကျွေးမွေးတယ်။ တိုးတငယ်တွေကိုခြိပိုက်ပြီးတော့ပွိပိုက်တော်မူတယ်။တားငယ်ရှိတဲ့တိုးမတွေကိုလည်းဖြင်းညင်းစွာပို့ဆောင်တော်မူတယ်။ဒါကသူ့ရဲ့တစ္ဆာနဲ့တကွပြုနေတဲ့အချက်ပဲဖြစ်တယ်။နောက်ဖိလိပ္ပိအခန်းကြီး1အငယ်6မှာပေါ်ပြထားတဲ့အကြိုင်းကျွန်တော်တို့အတွက်စီစဉ်ထားတဲ့ကောင်းတဲ့အမှုကို သခင်ယေရှုခရစ်တော်ရဲ့နေ့ရက်တိုင်းအောင်ပြည့်စည်အောင်ပြုတော်မူမှာဖြစ်တယ်။တစ္ဆာနဲ့အတူ အစကနေအဆုံးတိုင်အောင်ပြင်းမြောက်အောင် သူ့ရဲ့တစ္ဆာဂရိကိုထိမ့်သိမ့်တဲ့အနေနဲ့ပြုလုပ်အောင်မှဖြစ်တဲ့အတွက်ကျွန်တော်တို့ကဂရိတော်တွေကိုကိုယ့်ရဲ့အတ္တဓာတ်မှာအကောင့်အထည်ပေါ်လာစေတဲ့အခါမှာဘုရားသခင်ရဲ့ဘုန်းတော်ဟာကျွန်တော်တို့အားဖြင့်ထင်ရှားစေမှာဖြစ်တယ်။နောက်ချစ်ချင်းမေတ္တာနဲ့ပြည့်စုံနေဆိုတော့ကဘုရားသခင်ကသူ့ရဲ့လူသားတွေအပေါ်မှာထားတဲ့ချစ်ချင်းမေတ္တာကိုလောဘကတိုင်ပေါ်မှာပထမဦးဆုံးဖော်ပြခဲ့တယ်။ ဒါကတော့ကျွန်တော်အပေါ်မှာသစ္စာစောင့်တိမှုရဲ့အဆုံးစွန်အမြင့်ဆုံးသောတည်ဖြစ်တယ်။ရှင်ယွန်းကဩဝါဒစာပရမတ်ဆောင်အခန်းကြီး၄အငယ်၈မှာဆိုရင်လည်းပဲကိုရောကိုရောတိုင်းကချစ်ချင်းမြတ်တာဖြစ်တဲ့အကြောင်းကိုပေါ်ပြထားပါတယ်။ကိုရောရဲ့မြတ်တာအပြင်ဂရိတော်တွေကိုကင်ဆွဲ အသက်ရှင်တဲ့အခါမှာကျွန်တော်တို့ဟာဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားလာစေမှာဖြစ်တယ်။အနန္တတကူနဲ့ပြည့်စုံနေဆိုတာကဘုရားသခင်ကိုရောတိုင်းက ပြရိတ်အခန်းကြီးတဲ့အငယ်ရှင်မှာ ကုရောတိုင်းပြောထားပြီးတော့ကုရောဟာအနန္တတကူရှင်ဖြစ်တယ်။ပြသခင်ရဲ့တကူတော်အားဖြင့်ကပ္ပါစက်ကြဝလာကြီးကိုဖန်ဆင်းခဲ့ပြီးတော့တခင်ယေရှုခရစ်တော်ကလည်းဒီတကူတော်အားဖြင့်သေခြင်းကိုအောင်နိုင်ခဲ့တယ်။ဒါကြောင့်ပြသခင်ကသူ့ရဲ့အစီအစဉ်တွေကိုပြည့်မြောက်စေနိုင်တဲ့စွမ်းရည်ရှိပြီးတော့သူ့မိန့်တော်မူတဲ့အတိုင်းအတိအကျလှုပ်ဆောင်နိုင်မယ်ဆိုတာကိုကျွန်တော်တို့သိနိုင်တယ်။ ကိုရောရဲ့တတ်နိုင်တဲ့တကူတော်ကိုအမိပြုရမှာဂရိတော်တွေကိုကျွန်တော်ရဲ့အတ္တဓာမှာဖြစ်မြောက်လာစေခြင်းအားဖြင့်ဘုံတော်ထင်ရှားခြင်းကို ဖြစ်စေမှာဖြစ်တယ်။ဂတိပေးတဲ့သူဆိုတာကယုံကြည်စိတ်ချရမှသာတန်ဖိုးရှိတာဖြစ်တယ်။ကျွန်တော်ရဲ့ဘုရားသခင်ကဖြောင့်မတ်ပြီးတော့တမန်တော်ရာဖြစ်တဲ့သစ္စာရှိတဲ့မြတ်တာရှိတဲ့အနန္တတကုရှင်ဖြစ်တယ်။ ကိုရောပြောတဲ့အတိုင်လှုပ်ဆောင်မယ်ဆိုတာကိုကျွန်တော်တို့သိထားတာဖြစ်တဲ့အတွေ့အကြုံကျွန်တော်တို့ဘဝတစ်ခုလုံးဆုံးဖြတ်ချက်နဲ့လှုပ်ဆောင်ချက်တိုင်းကိုကိုရောရဲ့ဂရိတော်အပေါ်မှာအခြေခံနိုင်တယ်ကိုရောရဲ့ဂရိတော်တွေကိုလည်းကင်ဆွေးထားရမှာဖြစ်တယ်ကိုရောရဲ့ဂရိတော်တွေတာပြီးတော့ပြည့်စုံစေဖို့အတွက်ကျွန်တော်တို့သခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့အခါမှာခရစ်တော်မှာတည်နေစေခြင်းနဲ့အတူကိုရောကိုရောတိုင်းကအတွင်းမှာဂိမ်ဝန်ပြီးတော့ ပိတ်သိမ့်ပေးခြင်းတွေနဲ့အတူဂရိတော်တွေပြည့်စုံလာစေတဲ့အထိအကောင့်အထည်သူကိုယ်တိုင်ပေါ်နေပါလေကျွန်တော်တို့အနေနဲ့ကိုရောရဲ့ဂရိတော်တွေကိုမီပြုဗြဟ္မာကျွန်တော်ရဲ့အတ္တတာမှာပြည့်စုံစေဖို့ကိုတော့ကိုနာခံခြင်းအခွင့်ပေးခြင်းအားဖြင့်ကျွန်တော်အားဖြင့်ကိုရောရဲ့ဘုံတော်ထင်ရှားစေဖို့ပဲဖြစ်တယ်ကျမ်းနာရှင်ချင်ခဲ့သူအလုံးကိုရောရဲ့ဂရိတော်တွေမှာတိမိအသက်ရှင်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားရာအသက်တာအတိတ်ဖြစ်ပြီးတော့ဘုရားသခင်အတူရှိကောင်းချီးပေးနေပါစေ။အာမင်။ဒီခေါ်တဲ့နှုတ်ကပတ်တော်အစီအစဉ်ဒီနေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်။